ဂျိုရှွာဘန်ကတော့ပွဲထဲမှာအင်တာဗျူးဖြေခွင့်မရလိုက်တာဖြစ်တဲ့အတွက်ပွဲပြီးတဲ့အခါမှာကိစ္စတချို့ကိုပြည်သက်တွေကိုအသိပေးလာခဲ့ပြီလေဖြစ်ပါရီဂျိုရှွာဘန်ရဲ့ဒီနေ့လုံပြသွားတဲ့ performance ကတော့လုံးဝကိုပြည်သက်တွေကအံ့ဩသွားခဲ့ရပါရီဂျိုရှွာဘန်ဟာချန်ပီယံတယောက်ရဲ့စွမ်းဆောင်ရည်ကိုပြသသွားခဲ့တာပါ သူရဲ့ whistling defense ကတော့လုံးဝလုံးဝကိုလီစားစရာကောင်းတာပါလေ။ကိုဗစ်က UFC မှာတကယ်ကိုမှရှားမှရှားတဲ့ နဘန်းနဲ့ဂျူရိုကိုပဲအာပြူကစားတဲ့ဖိုက်တာကတစ်ချိန်လုံးဂျော့ရှွာဘန်ကိုဝင်လုံးနေတော့ကိုဂျော့ရှွာဘန်ကထိတောင်းဒက်ဖန့်စ်လုတ်သွားနိုင်တာဖြစ်ပေါ်တယ်။ဟုတ်ပြီ။တိုင်ဘက်ကဂျူရိုနဲ့ဝင်ချလိုက်တော့ထိတောင်းဒက်ဖန့်စ်တစ်ခါပဲကြာသွားခဲ့တာဖြစ်ပေါ်တယ်။ဂျန်တဲ့အချိန်ကတော့ဂျော့ရှွာဘန်ဟာလုံးဝလုံးဝဝေလေးစားစရာပဲ။ဒါမေးဒီပွဲမှာဂျော့ရှွာဘန်ဟာအလေးထိုးနိုင်တဲ့အသားနဲ့အလေးမထိုးနိုင်ခဲ့တာဖြစ်တဲ့အတွက် UFC ဘက်ကနေ ဂျော့ရှွာဘန်ကိုအင်တာတောင်မပြူခဲ့ပါဘူးနော်ပွဲပြီးတာနဲ့အင်တာမပြူခဲ့ပါဘူးဂျော့ရှွာဘန်ကိုရင်ကလေဒီပွဲနဲ့ပတ်သက်ပြီးသူ့အနေနဲ့အရန်ကိုအလေးထိုးနဲ့အနိုင်ရယူချင်ခဲ့ပါမယ်လေညှောလင်းထားသလိုမဖြစ်ခဲ့ဘူးပေါ့ဗျာဒါကြောင့်ကျွန်တော်စိတ်မကောင်းဖြစ်မိပါရီဒါပေမဲ့အခုလိုမျိုးမြမအလံကိုကဘာကသိအောင်ကိုစားပြူနိုင်ခဲ့ပြီးတော့နိုင်ပွဲရရှိသွားတာအရန်ကိုပြောကြောင်းပိတ်သက်ကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါရီဟိုဘက်ကဂျမန်ဖိုက်တာကတော့ ဒီပွဲအတွက်မှာအတော်လေးကိုမူရမာယာများပြီးတော့နားချိန်ယူခဲ့တာကိုကျွန်တော်နည်းနည်းတွေးရပါတယ်ကျော်ရှွာဘန်ကသူ့ရဲ့ဘောဝတော်မထီးခဲ့ပါဘူးဗျာနော်ရှက်ထိလိုက်တာလေးကိုသူကနော်ဟန်ဆောင်ပန်းဆောင်များပြီးတော့10မိနစ်လောက်နော် ပေးများပြီးတော့အနားယူခဲ့တာဖြစ်ပါတယ်နော်ဆက်လိုက်တာချလို့ရှိရင်တော့အဲကောင်နောက်တောင်းကြတယ်နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေကျော်ရှွာဘန်ကအခုလိုမျိုးသူ့ရဲ့ဘောကိုတမင်တက်တက်ကန်ဖို့အတွက်မယူရဲကြောင်းနဲ့ ခုလိုမျိုးတစ်ဖက်ပြိုင်ဘက်ကအထိခိုက်သွားတဲ့အခါမှာဆက်ထိုးပေးတဲ့အတွက်လည်းလေးစားမိကြောင်းကိုဂျက်ရှွာဘန်ကပြောလာခဲ့တာပဲဖြစ်ပါရယ်ဒီတခါကျတော့ UFC ကိုလည်းအလဲမထိုးနိုင်ခဲ့တဲ့အတွက်တောင်းပန်ကြောင်းနဲ့နောက်တစ်ခါမှအလဲထိုးမှဖြစ်ကြောင်းကိုဂျက်ရှွာဘန်ကကျုံးဝပြသွားခဲ့တာပဲဖြစ်ပါရယ်ဗျာ